်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်အုပ်စု EKK ပတ်စိုက်ပါငွေလိန်ချန်ဝန်းကြီးအားအယောင်ပြစီးနှင်မှုကို Justice for Myanmar ဖော်ထုတ်အာဆီယံနဲ့နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့်ဒေတာရေးမတိညိမှု၏ရေတောက်မြစ်ဖြစ်သည့်မြန်မာစစ်အုပ်စုကိုမဖြစ်မနေအေးအေးယူဆောင်ရွက်ရန်တောင်းဆိုရတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ပြီးခဲ့တဲ့တနင်္ဂနွေနေ့တွင်မြန်မာစစ်အုပ်စုသည်နမိတ်ဆိုးဖြင့်ကြော်ကြသော KGBAT စိုက်ပါငွေလိမ်ချက်ဝန်ကြီးအားအယောင်ပြတ်စီးနှင်းမှုတရက်လှုပ်ဆောင်ခဲ့သည်အဆိုပါအယောင်ပြတ်ဝင်ရောက်ဖမ်းဆီးမှုအတွင် KGBAT အတွင်အလုံလုံနေသူများသို့မဟုတ်ပိတ်မိနေသူများအလုံးဤအစွန်ထွက်ပမာဏသာရှိသည့်အလုံသမား2198ဦးနှင့် Starlink ဆက်အလုံ30ကိုဖမ်းဆီးရမိခဲ့သည်ရှင်းဝင်ရောက်စီးနှင်းမှုသည်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီအချိန်ကြိုက်လှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့်လူကုန်ကူးမှုများတွင်ပါဝင်နေသည့်စစ်အုပ်စုနှင့်လက်အောက်ခံခရင်နေချောင်းစောင့်တပ်တို့၏အဓိကအခန်းကဏ္ဍကိုအာရုံပြောင်းလှည့်စားရန်နောက်ထပ်ကြိုးပမ်းမှုတစ်ရက်ဖြစ်ပုံရသည်မြန်မာစစ်တပ်သည်ရာဇဝတ်စီးပွားလုပ်ငန်းကွန်ရက်ကြီးတစ်ခုကိုကြီးကျက်လဲပတ်နေပြီး၎င်းကုတ်ကဲမှုအောက်ရှိခရင်နေချောင်းစောင့်တပ်နှင့်ရာဇဝတ်စီးပွားကုမ္ပဏီများကိုလည်းလက်သက်ငွေပြုစုပြောင်းထောင်ထားသည် ၎င်းတို့အတူပူပေါင်း၍နိုင်ငံဖြတ်ကျော်ရာဇဝတ်စည်းပွားကိန်းခွင့်ရက်တစ်ခုကိုအသက်သွင်းလှုပ်ဆောင်နေပြီး KKB အပါအဝင်ရင်းခွင့်ရက်တီလက်ရှိကျူးလွန်လျက်ရှိသည့်နိုင်ငံတကာရာဇဝတ်မှုများအတွက်ငွေကြေးများကိုရှာဖွေပေးနေသည်၎င်းတို့သည်မြေယာထိန်ချုပ်မှုစီးပွားရေးလိမ့်လည်မှုများကျူးလွန်ရာအဆောက်အုံများတွင်အကျိုးစီးပွားရယူမှုအခွန်ကောက်ခံမှုလုံခြုံရေးဝန်ဆောင်ပေးမှု တရားမဝင်ကုန်သွယ်မှုလူကုန်ကူးမှုနှင့်လူသုံးခုထိန်းချုပ်ရောင်းချမှုတို့မှတက်စင်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများမှအကျိုးမြတ်များရရှိနေခြင်းဖြစ်သည်။ယခုနှစ်အစောပိုင်းကကရင်နယ်ခြားဆောင်တန်းကရင်မျိုးသားတပ်အပေါ်အမေရိကန်ပြည်ထောင်စု၏တန်ခတ်ပိတ်ဆို့မှုများတွင်ရင်းပြည်သူစစ်အဖွဲ့မှတပ်ဖွဲ့ဝင်များသည် KK ဘက်ကိုလုံခြုံရေးပေးနေကြောင်းအစီရင်ခံခဲ့သည်။ရင်းအစီရင်ခံမှုမတိုင်မီ2024ခုနှစ် Christchurch West ဒေသတွင်လည်းခရင်နေကြားဆောင်စစ်သည်များကို KK ဘက်တွင်လုံခြုံရေးချထားကြောင်းဖော်ပြခဲ့သည်။ ပြီးခဲ့တဲ့နှစ်ကချမှတ်ခဲ့သည့်ဥရောပသမဂ္ဂ၏ဒဏ်ခတ်ပိတ်ဆို့မှုများတွင်လည်းခရင်နေကြောင်းစောင့်တန်းဒုတိယဘုံမူကြီးစောမှုတ်တုံနှင့်ဘုံမူစောတင်ဝင်းတို့နှစ်ဦးအား KK ပတ်တွင်ပါဝင်ပတ်သက်သူအကျိုးအမြတ်ရရှိသူများအဖြစ်သတ်မှတ်ဖော်ပြ၍ဒဏ်ခတ်ပိတ်ဆို့ခဲ့သည်မြန်မာစစ်တပ်၏ကိုယ်ကဲမှုအောက်ရှိနိုင်ငံဖြတ်ကျော်ရဇဝဲမှုများအတွင်ခရင်နေကြောင်းဆောင်တန်းနှင့်ခေါင်းဆောင်များ၏ပါဝင်ပတ်သက်မှုသည် KK ပတ်ထပ်ပင်များစွာကြော်လွန်ကျယ်ပြန့်သည် ဥပမာအားဖြင့်စောချစ်သူနှင့်၎င်း၏သားသမီးများသည် ခရင်နေကြဆောင်တက်ကုမ္ပဏီ၉ခုကိုအတူတကွပိုင်ဆိုင်ကြသည်ရှင်းတို့အနက်ကုမ္ပဏီတစ်ခုကိုစိုက်ပါငွေလိမ်ခြံကြီးများအတွက်ရှင်းနှီးမြှုပ်နှံထားပြီးထိုကုမ္ပဏီများမှာမြန်မာအပိုလို International Investment Company Limited, Apollo Partners, Shillong Bay Resort Tourism Development Company Limited, Shillong Bay Pat တို့ဖြစ်ကြသည် ထို့ကြောင့်စိုက်ဘာငွေလိမ်လုပ်ငန်းများအားကင်တွဲဖြည့်ရှင်းမိနိုင်ငံတကာအရေးယူဆောင်ရွက်မှုများသည့်မြန်မာစစ်တပ်နှင့်ရင်းဤပြည်သူစစ်အဖွဲ့များအားကျေပြန့်စွာပြစ်မှတ်ထားဆောင်ရွက်ရမည်ဖြစ်သည်မြန်မာစစ်တပ်သည်ပြည်တွင်းဥပဒေဖြင့်၎င်းနိုင်ငံတကာဥပဒေပါဖွင့်ဆိုချက်ဖြင့်၎င်းအကြံဖတ်အဖွဲ့အစည်းတရက်ဖြစ်သည်စေအုပ်စုသည်မြန်မာပြည်သူများအောင်မြန်မာနိုင်ငံအတွင်းနှင့်ဒေသဖြတ်ကျော်လူအစုလိုက်အပြုံလိုက်အာရမဖီအားပေရွှေပြောင်းစေမှုကြီးအတွက်တာဝန်ရှိသူဖြစ်သလို့ အိန္ဒိယနိုင်ငံများတိပါကူဆက်တက်ရောက်စေခဲ့သော ကာလရှည်စည်းဝါးရေးအချက်အလက်ကြီးဖြစ်စေခဲ့သည့်ဒေတာတွင်မတည်ငြိမ်မှု၏အဓိကရည်တောင်မြင့်လက်သေးတရက်ခံလေဖြစ်သည်စစ်တိတ်တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းအာဆီယံသည်စစ်အုပ်စုအားနိုင်ငံရေးတရားဝင်မှုမှားယွင်းစွာပေးအပ်ခဲ့ပြီးမြန်မာစစ်တပ်နှင့်ရဲတပ်ဖွဲ့တို့ကနိုင်ငံတကာယာစဝတ်မှုများနှင့်နိုင်ငံဖြတ်ကျော်ယာစဝတ်မှုများကိုအပြစ်ပေးအရေးယူခံရမှုလွတ်ကင်းစွာဖြင့်ကျူးလွန်လျက်ရှိနေစဉ် ရင်းအဖွဲ့အစည်းများကိုထောက်လန်းရေးတရင်အချက်အလက်များနှင့်လေ့ကျင့်သင်ကြားမှုများပေးအပ်ခဲ့သည်ထို့သောအာဆီယံ၏စစ်အုပ်စုအားနိုင်ငံရေးတရားဝင်မှုမှားယွင်းစွာပေးအပ်ခြင်းသည်ရင်းရာဇဝတ်စည်းဝါးခွင့်ရအားပုံမအတင့်ရဲစေခဲ့သည်သာမကစစ်အုပ်စုအားနိုင်ငံတကာဥပဒေကြောင်းအရာအရေးယူဆောင်ရွက်မှုများကိုရှောင်ရှားရန်ကူညီပေးနိုင်သည့်အသိပညာများပေးအပ်ခဲ့ခြင်းဖြင့်နေဆက်ဖြတ်ကျော်ပြစ်မှုများအတွက်နိုင်ငံတကာတုံ့ပြန်မှုများကိုပါထိခိုက်စေခဲ့သည် လာမည့်အာဆီယံထိပ်သီးအစည်းအဝေးတွင်အဆိုရများအနေဖြင့်စစ်အုပ်စုနှင့်၎င်းတို့ကိုတရားဝင်မှုရရှိစေရန်ဂျိုးပန်းသည့်အတူရောင်ရွေးကောက်ပွဲအားပြသစွာစန့်ကျင်ယက်တိရမည်ဖြစ်သည်အဆိုရများအနေဖြင့်အရက်ဖက်အဖွဲ့အစည်းများတောင်းဆိုထားသည့်အတိုင်းစစ်အုပ်စု၏ဘဏ္ဍာငွေစစ်လက်နက်နှင့်လေရင်စီလန်ကြောင်းများကိုဖြတ်တောက်ရမည်ဖြစ်ပြီးလူမျိုးတုံးသက်ပြတ်မှုစစ်ရာဇဝတ်မှုနှင့်လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများအတွက်နိုင်ငံတကာအရေးယူတာဝန်ခံစေမှုရရှိစေရန်လှုံ့ဆော်ရမည်ဖြစ်သည်။ စစ်တပ်ဖျက်သိမ်းပြီး Federal Democracy တိဆောက်ရေးအတွက်မြန်မာပြည်သူများ၏ရုံးကန်လှုပ်ရှားမှုကိုပံ့ပိုးကူညီခြင်းဖြစ်သောအာဆီယံနှင့်နိုင်ငံတကာအတိုင်းဝန်နေဖြင့်စိုက်ဘာပြစ်မှုအကြက်တဲနှင့်မြမအကြက်တဲတို့အားအပိတိုင်အမြင့်ပြတ်ဖြည့်ရှင်းနိုင်ပြီဖြစ်သည်ဆက်လက်ပြီးနိုင်ငံတကာပါလီမန်များအဖွဲ့ IPU ညီလာခံမှဒေါက်တာဝင်းမြတ်အေးနဲ့ဒေါ်စင်မအောင်တို့ဦးဆောင်တဲ့မြမလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ထက်ရောက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပတဲ့152ကြိမ်မြောက်နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ညီလာခံမှာဒေါက်တာဝင်းမြတ်အီနဲ့ဒေါ်စင်မအောင်တို့ဦးဆောင်တဲ့မြန်မာလွတ်တော်ကိုယ်စားလှယ်အဖွဲ့ထည့်ရောက်နေတယ်လို့ပြည်ထောင်စုလွတ်တော်ကိုယ်စားဖြူကော်မတီ CRPH ကဒီနေ့ထုတ်ပြန်ပါတယ်မြန်မာလွတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာအာနာသိန်းစစ်အုပ်စုကကျင်းပမဲ့ရွေးကောက်ပွဲနဲ့ရှားလက်အပေါ်ကန့်ကွက်ပေးဖို့နဲ့အတိအမှန်မပြုရင်မတရားဖန်ဆီးထိမ့်သိမ်းခံရတဲ့နိုင်ငံတော်အကြီးအကဲတွေရွှေကောက်ခံလွတ်တော်ကိုယ်စားလှယ်တွေနိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရင် 2020ထွေထွေရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ CRPH ကိုကမ္ဘာလွှတ်တော်အတိုင်းဝိုင်းကဆက်လက်အတိမတ်ပြုရေးအချက်လက်တွေကိုအဓိကထားဆွေးနွေးတိုက်တွန်းခဲ့တယ်လို့ဖော်ပြပါဗျ။လက်ရှိပရိပခဖြည့်ရှင်ရေးနဲ့ရေရှည်တည်တံ့တဲ့အဖြစ်ရှာခြင်းမှာဒေါ်လာရေးအင်အားစုတွေရဲ့စောင့်ရွက်သွားမဲ့လုပ်ငန်းစဉ်တွေအပေါ်ထိရောက်သောပံ့ပိုးကူညီမှုတွေရရှိရေးကိုလည်းအဓိကထားဆွေးနွေးတိုက်တွန်းခဲ့တယ်လို့ဆိုပါတယ်။မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာအောက်တိုဘာ19ရက်မှာအာရှဖက်စီဖိတ်အုပ်စုအာရှဖက်စီဖိတ်ဂရုနဲ့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ဖိုရမ်တို့ကိုတက်ရောက်ခဲ့တယ်လို့အောက်တိုဘာ20ရက်မှာလေအမှုဆောင်ကောင်စီအစည်းအဝေးညီလာခံအစည်းအဝေးနဲ့ညီလာခံရဲ့ General Debate အစည်းအဝေးတို့ကိုတက်ရောက်ခဲ့တယ်လို့ CRPH ကထုတ်ပြန်ပါတယ်။ဒါပြင်မလေးရှား၊ထိုင်း၊အီတလီ၊ကနေဒါ New Zealand, Australia နိုင်ငံတို့မှလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေနဲ့လည်းဖြီးကြားစီတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ဆိုပါရယ်။အဲဒီတွေ့ဆုံဆွေးနွေးမှုတွေအတွင်းအကြံဖတ်စစ်တပ်ကဆက်လက်ကျူးလွန်လှုပ်ဆောင်နေတဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊လူခွင့်ရေးချိုးဖောက်မှုတွေနဲ့အကြံဖတ်မှုတွေ အဲ့ဒီလောက်ရက်တွေကြောင့်နေရက်စွန့်ခွာနေပြီးဒုက္ခတွေနဲ့ရင်ဆိုင်နေရတဲ့ပြည်တွင်းရှိစစ်ပေးရှောင်ပြည်သူတွေနဲ့အခြားနိုင်ငံများရှိရွှေပြောင်းမြန်မာပြည်သူတွေရဲ့အခြေအနေတွေနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကိုရှင်းလင်းတင်ပြခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ IPU ဟာကမ္ဘာနိုင်ငံပေါင်း180ကျော်မှနိုင်ငံတော်အဆင့်လွှတ်တော်တွေနဲ့ဖွဲ့စည်းထားပြီးမြန်မာနိုင်ငံမှာ2021ခုနှစ်စစ်တပ်အာဏာသိမ်းမှုနောက် IPU အမှုဆောင်ကောင်စီဟာ CRPH ကိုအဓိကဆွေးနွေးဖက်မိဖက်အဖြစ်အတိအမှတ်ပြုခဲ့ကောင်ဒီနေ့ထိတိုင်ဆက်လက်အတိအမှတ်ပြုထားတယ်လို့သိရပါတယ်။ ဆက်လက်ပြီးဖောက်ကတ်ရှိ KIA တက်မဟာကိုတက်ရင်၆ကိုလေးချောင်းမှပုံကျဲချတိုက်ခိုက်ပြီးစစ်ချောင်းထိုးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ကချင်ပြည်နယ်ဖောက်ကတ်မြို့နယ်ကန်စီဒေသရှိ KIA တက်မဟာကိုတက်ရင်၆နယ်မြေကိုစစ်ကော်မရှင်ကပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ရှင်းနေအော်တိုဘာ22ရက်နေ့နှစ်ပိုင်းအချိန်တွင်စစ်ကော်မရှင်ကဝိုင်းတွဲလျင်ဖြင့်တရင်6နေမြေတွင်သို့ဘုံလုံးရေ36လုံးကျော်ကျဲချတိုက်ခိုက်ခဲ့သည်ဟုဆိုပါသည် တရင်၆နယ်မြေအတွင်းမှစစ်တပ်ကမြေပြင်ဝေဟင်စစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲပြင်းထန်နေပါတယ်ဟုစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်စစ်ကော်မရှင်နဲ့ရှမ်းပြည်တပ် SND တို့အင်အားလုံးရင်းဖြင့်တရင်၆နယ်မြေအတွင်းသို့စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေခြင်းဖြစ်ပါတယ်စစ်ကော်မရှင်တက်ဆွဲထားတဲ့စိုင်းတောင်ယူမာလန်ပေါ်ရှိအေပါဝင်းရောချန်နဲ့မရှိကထောင်တရုတ်ဘုံကြောင်ရခိုင်ကုန်းပေါ်တို့တွင်ထိတွေ့တိုက်ပွဲများပြင်းထန်နေပါတယ် ခါကန့်တွင်ဝင်ရောက်စစ်ကြောင်းထိုးနေသည့်စစ်ကော်မရှင်တပ်အချို့ထွက်ခွာသွားတော့လေကြံရှိတဲ့စစ်ကောင်စီနဲ့ရှမ်းနီပြည်သူစစ်များပူးပေါင်းပြီးတရင်၆နယ်မြေအတွင်းစစ်ကြောင်းထိုးလာသည့်အတွက်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ပါသည်။ဂျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။